ညီမလေးကအမောက်သိလို့အဟုတ်ကျိတ်ဖို့စူးစမ်းခဲ့ပေမဲ့ပြန်ချလို့ခံရသွားတဲ့ဂိမ်းမှုများပရိသတ်များလုံးပဲမိင်္ဂလာများရွှေရုံအိုင်ဘတ်ခွန်ရှိကအွန်လိုင်းအကြံအစည်ပြန်လည်ရှိလိုက်ပါရင်ဂိမ်းမှုတွေကတော့တင်မထူးတဲ့ချိန်စွမ်းနဲ့အစဉ်အလမ်းကိုစူးစမ်းခဲ့ပေမဲ့ညီမလေးကပြန်ဖို့လို့အမှန်အဟုတ်ခံလိုက်ရပြီဖြစ်ပါရင်တွင်ရလေးမှာတမ်းမစင်းရဖို့တေချာသွားပြီးတဲ့နောက်ကွဲစင်တွေကိုရှော့ခံလို့လို့ဘာလို့လုံးနေတဲ့ဂိမ်းမှုတို့ဟာတကယ်တမ်းတော့ချိန်စွမ်းမှန်ကိုပြသနေတာဖြစ်ပြီးရှယ်ရှုံးလို့တကယ်ကြုံးခံနေရတာဖြစ်ပါရင်ယောပါလိဖိုင်နယ်ရှင်းရတော့လူချန်လူချန်လို့ပြည်သက်တွေကအချင်းချင်းတတိပင်းနေပေမဲ့အာမော်ရင်ကတော့အဓိကကစားမအစုံလင်ကိုအသုံးပြုနေဆဲဖြစ်ပြီး ဒါလည်းမနိုင်တာဖြစ်ပါရင်ဂိမ်းမှုတို့ကတော့ချန်ပီယံစိတ်ကူးနဲ့ကျေယူနေပေမဲ့ခြေစွမ်းကတော့တိမ်မထူးတာမို့ဒီချိန်ထဲကယူရိုပါလိဖိုင်နဲ့သွားကြရင်စင်မြန်ကြီးရဲ့ဒုတိယလူပွဲတွေကိုလွှဲပြောင်းရသွားနိုင်ခြေကိုရှိနေပါတယ်ဂိမ်းမှုတို့ကဒီကစီမှာတမ်မစင်းရယုံတမယ်ယုံကန်နေရတဲ့အသင်းဖြစ်ပါတယ်ကန်နဒိုင်းရှုံးပြီးဘလော့ကန်ကန်အနိုင်ထက်အရှုံးကပုံများနေရပါဒေါ်လိဒါကကိုထက်ပုံညင်းနဲ့၃သိန်းရှိနေလို့ဖြစ်ပြီးဒီအသင်းတွေကမကန်ရင်တမ်းမှာဆင်းသွားရနိုင်တာဖြစ်ပါတယ်အခုဆိုရင်သူ့အောက်မှာ၄သိန်းပဲရှိတော့တာဖြစ်ပြီးဒါဟာတင်းရဲ့သမိုင်းမှာအဆိုးအဆိုးသောပရီးမီးယားလိရဲ့တီမူပဲဖြစ်ပါတယ် ။ယာဒီဆလာကလေးကရှုံးလိုက်တဲ့ရှုံးဆိုတာအကြောင်းရှာတော့ခေါင်းမှာကျရလဲဆိုတော့အဖြစ်ရှာများပဲ။ယာဒီဆုံးတဲ့အထိကိုတိုင်ပတ်နေတာဖြစ်ပါရင်ပုံမှန်ဖို့ရုံးကန်နေရပြီးပုံးကြောင်တော့ဂရုံးမောင်တန်ဟန်ထုတ်ခံလိုက်ရပေမဲ့ မောင်စိန်နဲ့အဟုတ်သိမ့်မဲ့အာဝရင်ကလည်းရှုံးပွဲတွေဆက်နေတာမျိုးဘာမှအထူးမလာဘူးဖြစ်နေပါတယ်။တိုင်းစစ်ကလည်းဂုံးမသွေးနဲ့တိုင်းလီပတ်ခန်းစစ်ကလည်းရောက်ဖောက်ကိုကျဲအုပ်စပါကလေးရောတိုက်ကွင်းလယ်ကလည်းတောင်ပေးမြောက်ပေးနဲ့ဂိမ်မှုတို့ဟာရောအူချောင်းဆရာတော်ဘလာဝင်ကဲတော့အုပ်စုစင်းကလည်းပြောင်းလဲကြရှိနေတာဖြစ်ပါတယ်။ဒါပေမဲ့ဂိမ်မှုတို့ဟာပရီးမီးယားလိမ်မှာသာတိုင်ပတ်နေတက်ပေမဲ့ရှုံးထွက်ပြိုင်ပွဲတွေမှာဆိုရင်တော့ကြက်တိုးတဲ့နဲ့ထုံးစံအတိုင်းယူပါလိဖိုင်တွေကိုတော့ရောက်နေတာဖြစ်ပါတယ်။ဒါပေမဲ့ရင်ဆိုင်လို့ရှင်ပြိုင်မဲ့ပြိုင်ပွဲကဖလားကိုမရလို့ငတ်မို့နေတဲ့စွတ်တင်မောင်တင်စပါဆိုတော့ဂိမ်မှုတို့မလဲပါဘူး။ဒေါ်ဂျာစပါကတားလှုပ်လှုပ်လိုက်လို့ဂိမ်မှုတို့ယူမိုဒါလိမ်မှာဒုတိယလိုဖြစ်နေရင်မြင်အောင်နေပါတယ်။ ဝိုင်းတလူစင်မှာဂိမ်မှုတော့အတိုင်းစင်မှာဝိုင်းလန်းကိုထောင်းတင်ကစားလာခဲ့ပြီးတာဝန်တွေမှာမောက်အာမက်တို့ကိုအသုံးပြုလာခဲ့ပါတယ်။ကွင်းလယ်မှာတော့ဒိုဂူကက်စပီရိုဘရူနိုမာဇာရီလိုရှိနေပြီးခန်းစင်မှာရှောင်းမကွာယာလင်းနီလော်နဲ့ဂိုသမာအွန်နာရာကိုအသုံးပြုလာခဲ့တာဖြစ်ပါတယ်။ဒီမိုင်းတို့ဘက်ကလည်း Conference League Final ကံမှုရှိနေတဲ့အသင်းဖြစ်ပေမဲ့လူစုံလေးမှထုတ်သွင်းလာခဲ့တာဖြစ်ပါတယ်။တိုင်းစင်မှာဂျော့စ်ကိုတင်ကစားလာခဲ့တာတာဝန်မှာမာဒူကီနီတိုကွင်းလယ်မှာပါမာကိုင်စီလိုအန်ဆိုနောက်တမကူဂူယလာကိုဝဲတိုးစင်ဂျိန်းနဲ့ဂိုသမာဆန်ချက်တို့ကိုအသုံးလာခဲ့တာဖြစ်ပါတယ်။ ပွဲစားတွေကနှစ်သင်းလုံးအပြန်အလှန်တိုက်ဆင်းဆင်နိုင်ခဲ့ပြီးညီမလူဘက်ကခွေရဝင်နီးစက်ခဲ့ပါတယ်ပွဲစားရင်လေးစင်မှာကန်စီတို့တားချောင်ဆွဲပစ်လာခဲ့ပြီးပါမကိုပေးခဲ့ရမှာပါမကလှလှမထင်းမိခဲ့ပေမဲ့မာရိုကီရဲ့အဆုံးသက်ရမှာမိုးဘုံကိုထောင်ထွက်သွားခဲ့တာပါပွဲရင်15မိနစ်မှာဘရိုနိုတင်မိတဲ့အလုံးကိုခေါင်းကြီးက အပိုင်ပဲပဲဗေယာကလိုချိုနေတယ်ဆိုပြီးတော့ပယ်ဖြတ်သွားခဲ့တာကြောင့်ဂေမူတို့နင်းလာခဲ့ရပါတယ်။ပရာဟိုင်းမှာညီမတို့ဘက်ကလည်းဂိုသွင်းခွင့်နေရခဲ့တယ်လို့ဂေမူတို့ကလည်းခွေးနေရခဲ့တဲ့ပေမဲ့အပြန်အလှန်အသုံးချနိုင်ခဲ့ပဲတိုင်ပတ်နေကြတာဖြစ်ပါတယ်။ညီမတို့ဘက်ကပါမရုံးကန်ပေးပေမဲ့ကြံတိုက်စစ်သားမတွေကအဆုံးသတ်ညံလို့နေကြတာပါ။ပရာဟိုင်းမှာတော့ဂုံးချီတေချနေခဲ့ပြီးဒုတိယပိုင်းမှာလည်းကိုရဝတ်နှစ်သင်းစလုံးကြိုးစားခဲ့ပါတယ်။ပွဲစားရင်60ဆက်တွေမှာညီမတို့ပယ်နယ်တီရခဲ့တဲ့ပေမဲ့ပယ်ဖြတ်ခံရရပါတယ်။ ပွဲစဉ်ရဲ့နှလုံးသားအနိုင်ကိုတော့ပွဲချင်း80တန်းလက်မှာချင်းရဲ့ဖန်နေပေးမှုကနေကိုကိုရလာကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။လက်ချက်ပွဲစားချိန်မှာဂိမ်းမိုးတို့ဟာခြေပါကိုယ်တွေမရှာဖွေနိုင်ထွက်လာကြအောင်ရှုံးနဲ့ချင်းလက်ရတာဖြစ်ပါတယ်။ဟုတ်ကဲ့ပါများဗီဒီယိုလေးကလောက်ပါပဲ။နောက်နေ့မှလည်းအားစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချော်လိုက်ရပါတယ်ခင်ဗျာ။